ားလုံးမင်္ဂလာပါအာဒီဗီဒီယိုကလစ်ကတော့ဒီ Revit နဲ့ Navis ဆိုကိုတုံးပြီးတော့ Construction Sequence လုပ်တဲ့နောက်ဆုံးဗီဒီယိုကလစ်ပါနော်အာဒီဗီဒီယိုကလစ်မှာကျွန်တော်တို့ဘာလေးတွေလုပ်မလဲဆိုတော့စောစောပိုင်းမှာပေါ်နေတာလေးတွေကျွန်တော်တစ်ချက်ပြမယ်ဆိုတော့စောစောပိုင်းမှာဘာလေးပေါ်နေလဲဆိုဒီ grid grid location တွေပေါ်နေတယ်ပြီးတော့ကျွန်တော်တို့ simulate လုပ်တဲ့အခါမှာဘာမပါဘူးလဲဆိုတော့အာဆိုလို့ဆိုကျွန်တော်တို့ simulator ကမှာအဲ့ဒီမှာရှိတဲ့ progress text ပါမလားဦး okay အာဘာဒီကောင်ရအလုံးစကောပိုင်းတော့ဘာဖြစ်နေလဲဆိုတော့နန်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာဒီစာပေါ်မနေဘူးအဲ့တော့စာပေါ်နေအောင်လို့ကျွန်တော်တို့ပါလို့လဲဆိုတော့ကျွန်တော်ဒီနေရာမှာ date နဲ့ time တွေထည့်ပါနော်ဒီနေ့ time တွေလို့ထည့်လဲဆိုဆိုတော့ဘာမှမရှိဘူးထားပါတော့အာ okay ဘာမှမရှိတဲ့အနေထားကနေကျွန်တော်တို့စကောပိုင်း promo video clip မှာဒီမှာဘာစာမပေါ်မလား တော့ဘာလို့ရမလဲဆိုတော့ ethical တော့ဒီကောင်ဘယ်လာလဲဆိုတော့ပြန်ပြရင်ကျွန်တော်တို့ဒီ timeline ရဲ့ simulate အောက်မှာ setting ရှိတယ်အဲ simulation setting အောက်မှာ overlay text ဆိုတော့ဒီလိုအဲ့ဒီ overlay text မှာမှာကျွန်တော်တို့အာဆိုတော့ဒီနေရာမှာထည့်မှာနော် date ထည့်မှာပါထည့်မလဲဆိုတော့ကျွန်တော် full အာ week weekday name ထည့်မလား okay ဒါမှမဟုတ်လို့ရှိရင်မဲ့ဒီ date time representation ထည့်မလားဘာလို့တခုခုထည့်ပေါ့အဲ့ထည့်လိုက်ပြီးလို့ရှိရင် တရားပြီးရင် color ထည့်ခြင်းမထည့်လို့ရတယ်အဲလောလောဆယ်ရတော့ color ပါ color ထည့်ရတယ်မသိဘူးဒါပေမဲ့သူ့တိုင်း default လေးပဲထားလိုက်မယ် the font မှာပါလို့အောင်လဲဆိုတော့ကျွန်တော်တို့ font ရွေးရမယ်ပြီးလို့ရှိရင်ကျွန်တော် text ပါ size လေးဆိုတော့ထည့်ရမယ် size မထည့်လို့ရှိရင်ကျွန်တော်တို့စာပေါ်လာမှာမဟုတ်ဘူးအဲလောဆယ်ကျွန်တော်16လောက်ထားလိုက်မယ်ဆိုတော့ဒီစာပေါ်ဒီစာနောက်ခုထည့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါကို okay ပေးလို့ရပြီဒါဆိုရင်ကျွန်တော်တို့ဒီပါစာလေးပေါ်လာမယ်ကျွန်တော်ဒီဒီ timeline အခြေခံမှုတွေပြီးတော့ပဲချိန်မှာ ဘယ်နေ့မှပါရပြီမယ်ဘယ်နေ့မှပါရပြီမယ်ဆိုတဲ့ကိစ္စပေါ့နော်ကေတာပါမှာတစ်စက်လောက်ရမယ်ဒီအဆင်ကပါလဲဆိုတော့ပထမဗီဒီယိုကလစ်မှာပါရဖြစ်နေတော့ကျွန်တော်ဒီ element တွေမပေါ်ခင်မှာစိမ့်နေတယ်ဒီနေ့ကဘယ်မှာရှိလဲဆို configure အောက်မှာရှိတယ် configure အောက်မှာကျွန်တော်လည်း construct ရဲ့ start appearance တွေပါဖြစ်နေလဲဆို green 90%ဖြစ်နေတယ်အဲ့ဒီပစံဖြစ်တဲ့အတွက်ကျွန်တော်တို့ simulate လုပ်တဲ့အခါမှာဒီလိုအစိမ်းလေးတွေပေါ်နေတယ်ကြိုးပြီးတော့အဲ့ဒီပစံပြီးတော့မှဒီလိုပုံစံလာပေါ်တယ်။ Okay အဲ့ဒီအစိမ်းလေးကိုမကြိုက်ဘူးဆိုရင်ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုတော့အဲ့ဒီ configure ကိုသွားပြီးတော့အဲ့ဒီ setting မှာ this start appearance ကိုကျွန်တော်တို့ကနာမည်ထားလိုက်မယ်ဒါဆိုကျွန်တော်တို့အလုံးတစ်လိုက်ထည့်လိုက်ပေါ်လာလိမ့်မယ်ဒီပုံစံပေါ်လာမှာပေါ့နော်ဒီဘက်တလုံးလောက်မှာအစိမ့်ပေါ်လာတော့ပေါ့ပြီးတော့ကျွန်တော်ဟောဒီကောင်ရပေါ်နေတယ်ဟောဒီကောင်ကြီးဖြောက်ရှင်နေဆိုလို့ရှိရင်ဟောဒီ ribbon ရဲ့ view ကနေပြီးတော့ hub ဆိုတော့ hub ဆိုတာ head up display ပေါ့နော်အဲ့ဒီမှာသူကပေါ်ခြင်းပေါ်လို့ရတယ် လောဆက်ပြီးတဲ့ဟိုရဲ့ဒီဒီ grid intersection နေနဲ့ပြီးတော့သူ့ရဲ့ level တွေနဲ့ပေါ့နော်ဒါဒါဆိုရင် top of 14 level အပေါ်ရောက်လာလို့ရှိရင် first of level second level စသဖြင့်ပေါ့နော်ဒီ grid location ပြတာဒါဟုတ်မပြချင်ဆိုအ check ပေးလိုက်ဒါဆိုသူပေါ်လာတော့ okay ဒီချိန်နေရောက်ပြီဒီနေသားကိုစကိန်းကြာပြီဆိုရင် play ကြည့်လိုက်ပထမတစ်ခေါက် okay ဒီချိန်နေကြိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပါလောက်အောင်လဲဆိုရင်နောက်ဆုံးအနေနဲ့ video click လောက်အောင် ဒီတော့ setting မှာနည်းနည်းကလေးလေးရသေးတယ်ဒီ time okay အာကြည့်တော့ okay animation ကလည်း last last view ပို့ animation ကလည်းလဲတာနဲ့ကျွန်တော်တို့ simulation နဲ့တွဲထားပြီးပြီအားလုံးကြိုက်ပြီးဆိုတော့ဆိုဒီချိန်နဲ့ကြိုက်ပြီးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဟောဒီကောင်းကိုပြန်ပင်ထားလိုက်ကျွန်တော်တို့ရဲ့ view ပို့အတက်နိုင်ဆုံးကြီးထားလိုက်ရောက်ပြီးဆိုတော့ねဟောဒီ timeline schedule နဲ့ကျွန်တော်တို့ရဲ့ view ဖို့ animation နှစ်ခုပေါင်းကိုကျွန်တော် video clip လုပ်မယ်ဗီဒီယိုလေးလုပ်ဖို့အတွက်ပထမလိုအချက်ကပဲဦးသွားမယ်ဆို output ကိုသွားမယ် output ကိုသွားပြီးတော့အဲ့ဒီပါ animation ဆိုရှိတယ် animation သွားမယ်အဲ့တော့ animation export ဆိုတဲ့ dialog box ပေါ်လာပြီအဲ့တော့ဒီနေရာမှာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ source ကဘယ်ဘယ်ကောင်းကို export လုပ်မှာမယ်ဘယ် animation လဲဆိုတော့ loader ဒီမှာကျွန်တော်တို့မှာ current animation ရှိမယ် current animation scan ရှိမယ်စသဖြင့်ပေါ့နော် ွေလို့ရရှိမယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့က timeline simulation ယူလိုက် timeline simulation နဲ့မှာဘာပါပြီးလဲဆိုတော့ကျွန်တော်တို့ animation တွဲပြီးသားပါနေပြီးသားโอเคကျွန်တော်တို့ timeline တော့ကဒီမှာချိန်ထားပေးခဲ့ပြီးသားโอเคဒီမှာ timeline တော့ကျွန်တော်တို့ဒီ setting မှာဒီခါလည်းချိန်ထားပေးခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကြာလို့ရှိရင်ကျွန်တော်တို့က timeline simulation ယူလိုက်လို့ရှိရင်အခုန animation မှာတွဲပါလိမ့်ဒါပထမဆုံးဒီအဆင့်ဘာလို့မလဲဆို render ဒီ render မှာကြတော့ပါရှိလဲဆိုတော့ကျွန်တော်တို့ presenter ရှိတယ် view port ရှိတယ် auto text ရှိတယ်ထားပါတော့ presenter သုံးလို့ရှိရင်တော့ကျွန်တော်တို့ဒီ image ကျွန်တော်ရဲ့ view frame တစ်ခုချင်းစီကိုသူ render လုပ်လိမ့်မယ်အချိန်တော်ပေးရလိမ့်မယ် okay အဲ့တော့အာကိုကလောလောဆယ် testing မှာဆိုလို့ရှိရင်တော့ view port နဲ့တွားပေါ့နော်ကို file နဲ့ okay ပြီးကြိုက်ပြီးဆိုရင်တော့ presenter ကိုသုံးနေတော့ presenter ကတော့ဒီကျွန်တော်တို့အာ view frame တစ်ခုချင်းစီကိုသူ render လုပ်လိမ့်မယ်ကျွန်တော်ဒီမှာတော့ view port နဲ့ပဲပြရအောင်မယ် view port တွားလိုက်အဲ့တော့ဒီနေရာမှာ ဒါ render နဲ့ပတ်သက်လို့ပြီးသွားပြီနောက်တစ်စိတ်အနေနဲ့ပါရှိမှာဆို output format ကျွန်တော်တို့ဘယ်ဘယ် format နဲ့ output လုပ်မလဲပေါ့နော်အဲ့တော့ဒီမှာပါရှိလဲဆိုတော့၄မျိုးလောက်ရှိတယ် jpeg ရှိမယ် png ရှိမယ်ဒီနှစ်ခုက image format အောက်မှာ avn ရှိမယ် bitmap ရှိမယ်အဲ့တော့ avn ကိုသုံးလို့ရှိရင် movie direct ဖြစ်သွားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ file size ကြီးရအသိကြီးတယ်အဲ့တော့ပြီးတော့အာ movie create လုပ်တဲ့အချိန်လည်းရင်ကြတယ်ဒါပေါ့တော့အဲ့တော့ လွယ်ဆုံးနည်းသူများတွေလည်း recommend ပေးတဲ့နည်းကတော့ကျွန်တော်တို့ပါသုံးလဲဆိုတော့ PNG ကိုသုံးတယ် PNG ဆိုတော့ image file အဲ့ image file ကြီးအများကြီးကို frame မောင်းမြောက်များစွာကိုကျွန်တော်နေရာတစ်ခုပဲသတ်သိမ်းလိုက်မယ်ပြီးတော့မှအဲ့ဒီ frame တွေကိုပြန်ပေါင်းပြီးတော့ movie ပြန်လုပ်တာ okay အဲ့တော့ log တယ် PNG နဲ့ကြောက်ပြမယ်အာဒီနည်းကိုလည်းအားလုံး recommend ပေးကြလို့ပါ okay အဲ့တော့ PNG မှာမှကျွန်တော် option ထပ်ဝင်လိုက် အဲသူကဒီ interlacing နဲ့ non interlacing ရှိတယ်ထားပါတော့ကျွန်တော်တို့ non interlacing ကိုတုံးထားတယ် compression level ကိုတုံးရမတုံးနဲ့ compression level များလို့ရှိရင် image ကအရန် water တာဖြစ်သွားလိမ့်မယ် compression level 0ပဲထားလိုက်ပြီး okay ပြထားလိုက်ဒါ file setter နဲ့ကြည့်မှာနော် okay ဒါပြီးသွားပြီဆိုရင်ကျွန်တော်နောက်ဆုံး size ကိုရွေးမယ် size မှာ loss ရယ်အပြင် use view ဆိုတဲ့ holy view size ကိုရွေးထားတယ်ဒီ view ဆိုကျွန်တော်တို့ window view ပေါ့နော် size ကိုတုံးထားတယ်အဲ့တော့ကျေလို့တခြား site တွေတုံးနေတယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ဒီအက်ဒီ ratio အလိုက်ပုံရရတယ်အဲ့တော့ကျွန်တော်တို့ current view view use view တိုင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာလေးလည်းပုံမယ်စာဥ anime လို့တော့ similar လို့တော့လည်းမြင်ရမယ်အဲ့တော့ဒီ meter လေးပဲထားလိုက်မယ်နောက်ဆုံးအနေနဲ့ option မှာကျွန်တော်တို့ fps fps ဆိုတော့ frame per second frame per second ကိုကျွန်တော်တို့ကများလေကျွန်တော်တို့ movie ရ smooth ဖြစ်လေဒါကြောင့်မလို့ frame per second ကို တိတ်မနေစေနဲ့ညားလေးပို့ပြီးတော့ frame per second နေလို့ရင်ကျွန်တော်ရဲ့ movie ရဲ့ဆိုင်ကဆိုင်ကဖြစ်နေလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာ block ထားမယ်ဆိုတော့ဒါပေတော့24ထားထားလိုက်မယ် okay အဲ့ဒီကိုထားပြီးတော့ဒါကိုကြိုက်ပြီးဆိုလို့ရှိရင်ကျွန်တော် okay ပြလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ save ဖို့နေရာတောင်းလိုက်မယ်အဲ့တော့ကျွန်တော်နေရာတစ်ခုမှာခဏ save မယ်ဆိုလို့ပြီးတော့ recording အောက်မှာပဲကျွန်တော်တို့ပါလို့မယ်ဆိုတော့ export image ဆိုပြီးခဏပြထားလိုက် export uh, expo uh, png ဘောနော်ဟုတ်တော့ png ဆိုပြလိုက် png ဆိုပြလိုက်ဒီနေရာမှာဘာဖြစ်လာမလဲဆိုတော့ဒီတော့ image file အများကြီးစေမှာဖြစ်တယ်လေကျွန်တော်နာမည်ကိုဟောဒီနောက်ကနာမည်1 2 3 4ကတူတူစင်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ရှေ့ကအာ game တွေဘောနော် game တွေအများနဲ့အသိရှိမဲ့ကောင်းကျွန်တော်က structural steel building ဆိုတော့ ssp လို့ပြထားလိုက်မယ်ပြီးရင်ကျွန်တော် save လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်နည်းနည်းပေးလိုက်မယ်ဆိုရင်အာဒီ image တွေဒီအဲ့ဒီကျွန်တော်တတ်မှတ်ထားတဲ့ folder တစ်ခုမှာ automatic သွားစေးလိုက်မယ်ဒီဒီက movie လောက်ကတာလွယ်ဆုံးနည်းလို့ပြောလို့ရတယ်ဒီရဲ့လွယ်နည်းရှိတာတော့မပြောတော့ဘူးเนาะဒါဒီ navis work ကနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့စိတ်ကြ animation တွေလုပ်လဲအဲလိုချင်တဲ့ simulation တွေလုပ်တယ်ဒီပြီးဆိုလို့ရှိရင်ကျွန်တော်တို့အာ movie video clip movie လုပ်မှာပေါ့နော်ဒီအတွက်ကျွန်တော်တို့ဒါကြိုးလင်းပြင်ဆင်တာပေါ့ ေကျွန်ရနေလေးပြရမယ်ထင်တယ်88 88 okay ဒီချီလေးရသွားပြီဆိုတော့အာကတားလေးဆောက်လိုက်ပါတူပါอืมခရရပြီဆိုရင်ကျွန်တော်တို့ကျူရီဘီဇင်းနဲ့နေလည်းပါဖွင့်ထားရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အာ window window ဟိုဖွင့်ထားရမယ်ပါခေါမလဲဒီကောက်ဒီကောက် ဟာတော့ window movie maker ကိုဖွင့်ထားလိုက်ဟာတော့ window movie maker ကနေခုနကကျွန်တော်တို့အာ export လုပ်လိုက်တဲ့ png file png image file တွေကိုကျွန်တော်တို့က bound စီထဲစုပြီးတော့ကျွန်တော် movie file လောက်မှာ okay အဲ့တော့မှတ်တာမှာကျွန်တော်ခုနကတော့ export လုပ်တဲ့အချိန်မှာ fps ကို24ထားခဲ့တယ်โอเคအဲ့ဒီတော့အဲ့ဘောမူတည်ပြီးတော့ကျွန်တော်ဟိုဘက်မှာနည်းနည်းလေး play ရမယ် တကယ်လို့ကျွန်တော်တို့အခု render လုပ်တဲ့ဟာဒီခုန view ပို့နေလို့တဲ့ဆိုတော့ UU ဒီဒီဒီ shade အနေထားနဲ့လုပ်တာတကယ်လို့ render နေတာလုပ်မှာဆိုလို့ရှိရင်အဲ့ file အဲ့ image file တစ်ခုချင်းကိုကျွန်တော်တို့ render လုပ်မှာဆိုတော့အခုကြာတဲ့အချိန်တည်းအစားဖုံးများဆိုတော့ပို့ကြမယ်အဲ့တော့ဒါပေမဲ့ movie ရဲ့ quality ကတော့ဟို rendering quality မရပါဘူးเนาะအခုဒါကတော့ rendering quality တော့မရဘူးပေါ့ကျွန်တော်တို့ shade ရဲ့ quality လောက်ပဲရမယ်ကျေရောက်ပြီဆိုရင် ကေပြီးတော့ပြီဆိုတော့ပြီးတော့ပြီဆိုရင်ကျွန်တော်ပါလောက်မယ်ဆိုတော့အာဒီကောင်ကတော့ပိတ်ထားလိုက်ကေနော်လည်းထားထားလိုက်ပြီးတော့ပြောသွားမယ်ဆိုတော့ခုန folder location ကိုသွားမယ်ကျွန်တော်ပြန်လာမှတင်ထားခဲ့တယ်လေဆိုတော့ဒီအောင်မှာတင်ထားခဲ့တယ်โอเคအာဒီအောင်မှာဒီလိုတင်အောင်မှာကိုပဲကျွန်တော် export ဒီလိုလိုပေါ်နေဒီအောင်မှာ export png ဆိုပြီးကျွန်တော်တင်ထားခဲ့တယ်အဲ့တော့ဒီအောင်မှာ block image block ကို create လုပ်လဲဆိုတော့ image ပုံမြောက်များစွာပဲ โอเคบล็อกดาวน์โหลดไปเลยสุดแล้วជីလိုက်มาแล้วลิสต์เนี่ยជីလိုက်มาลิสต์เนี่ยជីလို့မြင်ရမှာအဲ့တော့ image ပေါ်ကျွန်တော်1000ကျော်ကျော်လောက်ပါเนาะ1080နဲ့နဖရိမ်ကိုသူ create လုပ်တယ်အဲ့တော့ကျွန်တော်ဒါတွေအားလုံးကိုကျွန်တော် select ပေးလိုက်မယ်โอเค select ပေးထားလိုက်ပါเนาะပြီးတော့ကျွန်တော်ပယ်သွားမယ်ဆိုတော့ဒီကနေပြီးတော့ movie maker movie maker window live movie maker ဆိုတဲ့ application online နေအဲ့တော့ဒီ application ဒီ window 7နဲ့အတူ ပါလာတယ် free ပဲတကယ်လို့ Windows 7မသုံးတဲ့သူတွေဆိုလို့ရှိရင်တော့အာ Microsoft website ကနေပြီးတော့ download လုပ်ဖို့လိုမယ်ထင်တယ် Okay ကျွန်တော်တို့ပုံမှန်ကျွန်တော်အားလုံးဒီပါအခုချိန်မှာတော့ Windows 7သုံးရတယ်လို့ရပြောလိုက်ရတာပါနော်ဒီဒီချိန်နေရောက်ပြီဆိုတော့ဒီချိန်နေရောက်ဘာလုပ်မလဲဆိုတော့ခုနကကျွန်တော်တို့ folder ရှိသွားမယ်ခုနကကျွန်တော်တို့ image တွေကိုဒီထဲကို drag and drop ဆက်ထည့်လိုက်မယ်အဲဆိုရင်ဒီမှာ image ပုံမျိုးများစွာဝင်ချလာမယ် တော့ဒီ image ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီမှာဒီအတိုင်းသာသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ movie ကဘယ်လောက်ထိဖြစ်သွားမလဲဆိုတော့1မိနစ်ဟွန်း1မိနစ်ခေါ်မလား2နာရီခေါ်လားမသိဘူးလောက်အချိန်ကြီးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီလောက်ချင်းဆိုလို့ရှိရင်ကျွန်တော် movie တဲ့ကလာကတဲ့ပူရှိသွားလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ video clip လေးကိုဘယ်လိုချုပ်ညာမလဲဆိုတော့ဒီ video tools ကိုတွားလိုက် Okay ဒီလိုရှိရင်ကျွန်တော်ဒီဒီဝင်လာတဲ့ image တွေအကုန်လုံးကို ကိုထိုး order နဲ့ဆက်လက် on နေလိုက်ပြီးတော့ဒီနေရာမှာ duration မှာပြောင်းမယ်အဲ့တော့ duration calculation ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့ကဟိုဘက်မှာ24 frame per second လို့ပေးထားခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေရာမှာ frame တစ်ခုဘယ်လောက်ဘယ်လောက်ဘယ်လောက်စက္ကန့်သွားမလဲဆိုတော့နည်းနည်းတွက်ကြည့်ရမယ်အဲ့တော့အာဒါပါတော့ဒါဒါကျွန်တော်လောက်ထောက်တော့ပေါ့အာဆိုတော့ဘိုင်းဆန်းလောက်တာလားအဲ့တော့ဘာလောက်မလဲဆိုတော့1 by 24လို့ကြည့်လိုက်1 by 24 online 24ပေါ့ online 24ဆိုရင်ဟိုဒီ value ရမယ်အဲ့တော့0.04ပေါ့0.042ဆိုတဲ့ value ကိုကျွန်တော်ဒီထဲထည့်ရမယ် okay ဒီနေရာမှာ0.044ပဲထားပါတော့နော်ဟိုထည့်လိုက်မယ်အဲ့လိုထည့်လိုက်တော့မှကျွန်တော်တို့ရဲ့ movie ဒီတစ်ခါလဲကြော့ကြသွားလိမ့်မယ်သူရဲ့သူရဲ့သူရဲ့ duration okay ဒါရပြီဆိုရင်ကျွန်တော်ဒီထဲမှာစပြီးတော့ play ကြည့်လို့ရပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ဒီ building object လေးတွေရဆိုလို့ရှိရင်သူ sequence align သူ့ရဲ့အချိန် align အဲဒီဒီဘာလေးတက်လာလိုက်မယ်โอเคဒါရပြီဆိုလို့ရှိရင်ကျွန်တော်ဒါကိုပုံမှန်အဖြစ်ဆိုတော့ export လုပ်ရလို့ရပြီအဒီအချိန်လေးမှာကိုပဲကျွန်တော်တို့က music လေးထည့်နေနောက်ကအတန်းလေးထည့်နေတယ်ဆိုရင်ကျွန်တော်ဘာလုပ်ကြမလဲဆိုတော့ဒါလေးကတော့ဒါ mini pause လုပ်တာပြီးရင် online ကနေပြီးတော့ download တော့ပေါ့နော်ကိုက mp3 ရှိတယ်ဆိုတော့ mp3 ထည့်ပေါ့ဆိုတော့ဒီမှာတချင်းတခုတဲ့အဲ theme တစ်ခုထည့်မယ် ကဲဒီနေ့တခုပဲအထက်မယ်ဆိုတော့ home ကိုသွား add music ကိုသွား add music ယူလိုက်မယ် add music ကပဲအောက်မှာရှိတယ်ဆိုတော့ကျွန်တော် download အောင်မှာထည့်ထားတယ် sky for the theme theme ပေါ့နော်ဒီ theme theme ကိုဆက်ထည့်လိုက်မယ်ဒါကြောင့်ဒီ themes ကသူ့သူ့ရဲ့အားတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ minute ပုံလေးဘယ်လောက်ဆက်မလဲတော့မသိဘူးထည့်ကြည့်လိုက်မယ်ဟုတ်ပဲဒါဆိုရင်အဲ့ဒီ music ဒီဒီထဲဝင်လာလိမ့်မယ်အဲ့ဒီနေရာမှာကျွန်တော်တန်းနေနေချက်လိုက်မယ်ကြည့်ပြီးတော့ sub play ကြည့်လိုက်မယ် ။ဒါဆိုရင်ကျွန်တော်တို့အာကျွန်တော်ရဲ့ movie နဲ့အတူကျွန်တော်ထည့်ခြင်းတဲ့ theme song လေးပါပါတာပဲ။ဟင်။အဲ့တော့အဆုံးတက်နေရာမှာကျွန်တော်တို့ကတကယ်လို့အဲ့ဒီတခြင်းကိုမိုးလို့ရှင်တုံးပြီးပြသွားလိမ့်မယ်ဒီနားမှာ။ဘာလို့တခြင်းကပိုးရှိတယ်။ကျွန်တော်တို့ရဲ့ movie ကတိုးတယ်။အဲ့တော့အတန်းလေးကိုတိုးပြီးမှိန်သွားခြင်းပါလောက်ရမလဲဆိုတော့ဟောဒီ music tools လေးကိုဝင်လိုက်။ပြီးရင် fade off မှာကျွန်တော်တို့ကဘာခေါ်မလဲ slow နော်ဖြည်းဖြည်းချင်း တို့ဝင်တို့ခိုင်းသွားလိုက်ဒါမှမဟုတ်လို့ရှိရင်မြန်မြန်တို့ခိုင်းရင်တော့ first ပေါ့အမီရန်ဆိုရင်တော့ဒီ meter နဲ့တို့သွားမယ်အဲ့တော့ကျွန်တော် slow လေးနဲ့တို့ခိုင်းလိုက်မယ်ဆိုတော့ဒီဒါဆိုရင်တို့ပြန်ဖြစ်သွားမယ်ဆိုတော့အစနဲ့ပြန်သွားကြည့်လိုက်ကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုကလစ်ကြိုက်မိရပါတော့အဲ့တော့ loss ရအပြင် image ရဲ့ quality ဒီကျွန်တော်တို့ view quality ထားတာဖြစ်တဲ့အတွက် rendering လောက်တော့မကောင်းဘူး shadow တွေပါတော့ပုံမလေးဘူးနော် တော့ဟိုလိုမျိုး shadow runner တွေပေါ်ကျင်တော့ကျွန်တော်တို့အာအာဒီ run out တော့လေ Okay ဒီချိန်လေးကြိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒါကိုကျွန်တော်ဘာလုပ်လဲဆိုတော့ pause လို့ပြီးလို့ရှိရင်ဟောဒီမှာ home sorry home မှာပေါ့ဒီဘက် application menu ကိုသွားပြီးတော့အဲ့ဒီမှာ save as movie ကနေပြီးတော့ကျွန်တော်တို့အာကျွန်တော်တို့ကြိုက်တဲ့ဒီ video quality ကို ပြောင်းရေး save လုပ်ရတယ်ဒါမှမဟုတ်ပဲねခါတယ် YouTube ကို upload လုပ်ချိန်လဲ YouTube ကို publish download လုပ်ရတယ်ဒါမှမဟုတ်ဒီခုရတော့ဒီမှာတော့ YouTube နဲ့တော့ချိန်ကြပါတော့နော်ဒါမှမဟုတ် Facebook ကိုသွားလုပ်ရတယ်တော့ဆိုတော့ဒီမှာကျွန်တော် save movie ဆိုပြီးတော့ recommend for this project ဆိုတဲ့ setting နဲ့ပဲသွားလိုက်တယ် select ပြီးပြီးလို့ရှိရင်ကျွန်တော်နေရာတစ်ခုမှာ save လိုက်မယ်ဆိုတော့သူ phone နဲ့ save လိုက်ပါတော့နော် phone နဲ့ save လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ video clip လေးကိုရအောင် အဲ့တော့ပြီးခဲ့တဲ့ကျွန်တော်အရှိမလောက်ထားတဲ့ဗီဒီယိုကလစ်လေးကိုပြမယ်အဲ့တော့ဒီနေရာမှာဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်မူဗီလေးကအဲဒီလိုလေးကတော့ဒီအော်တော့လေးဖြစ်လေး okay export video export video ရောပါအဲ့တော့ export video ဆိုတော့ video ကကျွန်တော်ထည့်ပြီးအောင်ထည့်ပါပဲဒီနေ့အဲ့တော့ idea ဘယ်လိုလောက်တော့ဒါကြီးကလိုက်တာဒီကိစ္စလည်းတော့မယ်အဲ့တော့ဒီမှာ ပြင်နေသောဗီဒီယိုဗီဒီယို PNG ဟောဗီဒီယိုဗီဒီယို sorry မှာတော့ပြောတော့ပါလေ Okay ဒီမှာ3ဆိုတော့ဗီဒီယိုကလစ်လေးရမယ်အဒီဗီဒီယိုကလစ်လေးက block size ပဲရှိတယ်ဆိုတော့ file size ဒီ block one view 90 megabyte ပဲရှိတယ်ကျွန်တော်ဖွင့်ကြည့်လိုက်ဒီပလေးလေးရတယ်ဆိုရင်ကျွန်တော်ချင်းနေတယ်ကျွန်တော်ရဲ့အာ custom sequence လေးကိုကျွန်တော်ပြလိုက်ရအောင်နော်ဒီမှာလည်း ဒိတ်ပေါ်နေမယ်အဲ့တော့ဒီဗီဒီယိုကလစ်လို့တော့တော့ကျွန်တော်ဒီဒီ90% start appearance မှာ90%ကိုဖြုတ်မထားတဲ့အတွက်ကြောင့်မလို့ဒီအစိမ်းတွေပေါ်နေတယ်တကယ်တမ်း presentation လုပ်ခါကြရင်တော့ကိုမပေါ်ရုံးဆိုရင်ဒီကောင်းနေဦးခုနကကျွန်တော်ပြောတဲ့ option ကနေပြီးတော့သွားပြီးတော့ဖြုတ်လိုက်ရင်စပြောလိုက်မယ် okay ဒါဒီကျွန်တော်တို့ animation view ကို animation အခြေခံအနေနဲ့ timeline schedule ကိုတွဲပြီးသုံးသွားတာပေါ့နော်ဒီတော့ပို့ပြီးတော့ စစ်ထပ်မြင့်ရင်တော့ကျွန်တော် walk through တော့ပြီးလို့ရှိရင် object တွေကိုလည်း object animation အခုနဲ့တွဲတော့ပေါ့ဒါဆိုရင်တော့အာတော်တော်ကိုအဆင်ပြေတဲ့အာပေါ့မလဲ movie တစ်ခုကိုရမယ်လို့ပြောလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ဒီမှာတော့ဒီ video ကတော့ဥစဉ်ပြီးသွားတော့ပဲပေါ့နော်